ဖေမြင့်နှလုံးသားအာဟာရဘာတွေပဲဖြစ်နေနေအဖေလာမယ်စစ်ချာ1989ခုနှစ်တွင် အာမေနီးယားပြည်နယ်၌ Richter scale 8.2ရှိသည့်အင်အားပြင်းထန်သောမြေငလင်ကြီးတစ်ခုဖြစ်ပေါ်ခဲ့သည် တိုက်တာအင်အားတွင်မြေကြီးမှာပြပြဝတ်သွားပြီးလေးမိနစ်ပင်မပြည့်သည့်အချိန်တော်တွင် လူပေါင်း3000ကျော်သေဆုံးခဲ့ရသည် အပြည့်စည်းတွေဖေယိုဖေရဲ့ကစင်ကလေးအားကြမှာ ဖခင်တရဇနီးတဲ့ကိုအိမ်မှာဘေးမသိရံခထားခဲ့က သူသားရှိနေသည့်စာတင်ချောင်းသို့ပြေးလာသည်သို့တော့ကျောင်းစီရောက်တော့ကျောင်းကမြေမှာပြချက်နေပြီ ရုပ်တရက်သူ့ရင်ထဲစွန့်နေကခေအောင်ခြောက်ခြားဖြစ်သွားသည်ဒီနောက်ตาကို သူ့ပေးထားသည့်ကလေးစကားကိုပြန်၍သတိရသည် ပေကိစ္စမျိုးကြုံကြုံတာပါမမစိုးရိမ်နဲ့အဖေရောက်အောင်လာမယ်စစ်ချဆိုသောစကား သူ့မျက်လုံးအုံဆုံးထဲမှာမျက်ရည်တွေအိုင်လာသည်သူ့ရှိတွင်တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သည့်နေရာ၌အုပ်ပုံအစုဝေးတစ်ခုရှိနေသည်ဘလုံးမမျှော်လင့်နိုင်စရာမရှိတောင်းပြပြနေသည့်အုပ်ပုံကြီးတစ်ခုသို့တော့တားထန်ပေးခဲ့သည့်ခရီးစကားကိုသူထက်တလဲကြံကြားနေသည်စိတ်ကိုကြည်ညိုအောင်ကြိုးစားကသူနှီးစဉ်နဲ့နှစ်တိုင်းလိုက်ပို့နေကြဖြစ်သည့်သူ့သားငယ်၏စာသင်ကျောင်းရှိရာနေရာကိုမှန်းဆ၍ရှာဖွေသည် သားတို့အခန်းသည်အစာဦးဤလက်ရဘက်အပိုင်းအနောက်ဘက်ခြမ်းမှာဒီနေရာကို သူပြေးသွားသည် ပြီးအုတ်ကျိုးပဲ့တွေကိုစတင်တူးဆွဖယ်ရှားခြင်းပြုလေသည် သူဖယ်ရှားနေစေတခြားမိဘတွေရောက်လာကြသည်ငါသားလေးသိပါပြီအမလီငါသမီးလေးမရှိတော့ပါဘူးစသဖြင့်တော့ကမီပရိဒေဝမီတွေတောက်လောင်ကငိုကြွေးမိတန်းကြသည်တီတီငင်ငင်ရှိသောတချို့မိဘများကတော့သွေယူသွေတံလောက်ကန်နေဟန်ရှိသောသူအား ခရင်နာတက်ကကြောက်ပြက်အုတ်ကျိုးပုံမှဖြောင်းပြပြီးခေါ်ယူကြသည်မရတော့ပါဘူးဗျာဘလို့မှအသက်မရှိတော့ပါဘူးဗျာအဲ့ဒါလိုလုပ်နေလို့အကျိုးမထူးတော့ပါဘူးအိမ်သာပြန်มาတော့ဗျာစိတ်ထိတ်မှပေါ့ခမည်းမြင်တဲ့အတိုင်းပဲဘာလို့လို့ရအောင်မှလဲစသဖြင့်ပြောကြသည်တူရှိုးပါဆိုရင်ဟဲ့လူတော်ပါတော့ဗျာခမည်းလုတဲ့အတွက်ပူရောင်စိုးနေအောင်မြို့ဟုပြစ်တင်ကြသည်ဒီလိုပြောတာသည့်မိဘတိုင်းကို သူ့စကားတခုံးပဲပြန်ပြောခဲ့သည်ဒီမှာခမရဒီမှာခမရအခုကျွန်တော်လုံနေတာကိုဝင်ကူမလားမကူဘူးလားဒါပဲပြောဟိုရေးဒီနောက်အဲ့ဒီလူတွေကိုလစ်လူရှူကသူ့သားကိုဖော်ထုတ်နိုင်ဖို့သူဆက်လက်လုပ်သည်အုတ်အင်္ဂရီအဆိုင်ခဲတွေတုံးချင်းတဖဲ့ချင်းကောက်ယူဖယ်ရှားသည်ဒီအချိန်မိသက်အရာရှိရောက်လာပြီးသူ့ကိုဆွဲထုတ်ဖို့ကြိုးစားသည် မီးတွေလောင်နေပြီဘယ်နေရာမှုအချိန်မီထပ်ပေါက်နိုင်တယ်ခမည်းတော်အနေရရှိတယ်ကျွန်တော်တို့လုပ်ပါမယ်ကိုယ့်အိမ်ကိုပြန်မဟုဆိုသည်တောင်းဟုချစ်တော့အဖေက သူ့စကားကိုအရေးမထားခမည်းကျုပ်ကိုကိုညီမလားမကူညီဘူးလားဒါပဲပြောပါဟု ပြန်ပြောသည်ရဲကလည်းလျှောက်လာသည် ခမည်းသွေးဥသွေးတန်းနေလျှောက်မလုံနေနဲ့တော့ခမည်းကြောင့်တခြားလူတွေအနေရဖြစ်မယ်အိမ်ပြန်မှာကျွန်တော်တို့လုပ်ပါမယ်ရဲကိုလည်း ခမကျွန်တော်ကိုကူညီမလာပဲပြောသူမေးပြန်သည်မိသူမျှမကူညီသို့သောကိစ္စမရှိသူ့ဘာသာတကူတဲ့ဇွဲနေပဲကြီးစွာသူတူးဖော်သည်သူ့မှာအရေးကြီးနေတာတခုပဲရှိသည်ငါသားလေးသေးပြီလားအသက်ရှင်နေသေးလားဒါသေးကြဖို့လိုသည်မျက်ပြည်ဒိဋ္ဌိသူတွေ့ရဖို့လိုသည်သူတယောက်တည်းအုတ်ကျိုးအုတ်ပြက်ပုံကိုဖယ်ရှားသည် 8နာရီကြာပြီ12နာရီ24နာရီ36နာရီအဲ့ဒီနောက်38နာရီမြောက်၌အုတ်အင်္ဂရီကြီးတုံးသူဆွဲထုတ်လိုက်ပြီးသည့်နောက်တွင်တား၏အတံကိုကြားလိုက်ရသည်ချက်ချင်းပင်တားနာမည်ကိုသူတန်ကိုအော်ခေါ်လိုက်သည်အာမန်ပြန်အော်တန်ကြားရသည်ဖိ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 လာတားပါဖိဖိကြီးတငယ်ချင်းတွေလည်းတားပြောထားတယ်ဘာမှမကြောက်ကြနဲ့ငါ့အဖေမသိသေး၍ငါ့ကိုတေချာပေါက်လာခဲ့မှာ ငါလွတ်ရင်မင်းတို့လည်းလွတ်မယ်လို့ဖေဖေတားကိုဂတိပေးထားတယ်မဟုတ်ဘူးလားဖေကိစ္စမျိုးကြုံကြုံတားမစိုးရင်နဲ့အဖေရောက်လာမှစိတ်ချဆိုတာလေအခုအဖေပြောတဲ့အတိုင်းပဲရောက်လာပြီပေါ့အဲ့ဒီအောင်ကဘလို့အချင်းချင်းရှိလဲတား ဖေကမေးသည်သားတို့33ယောက်ထဲမှာ14ယောက်ပဲကျန်တဲ့ဖေသားတို့ကြောက်လဲကြောက်တယ်စားလဲစားတယ်ရေလဲငက်တယ်အဖေရောက်လာတာအယံဝန်းတာတာပဲចောင်းကြီးပြိုကြတော့သားတို့နေရာလေးကွက်ပြီးသတိကံပေါ်အမြောင်လေးတမြောင်မပြီးပဲကျန်နေခဲ့တယ်ဒါကြောင့်သားတို့မသေးလားကဲထွက်ခဲ့တော့သားကြီးနေုံဖေဖေကတခြားလူတွေအရင်ထွက်ပါစေသားမကဖေဖေရှိနေတာပဲဘလို့ကိစ္စမျိုးကြုံကြုံသားကမစိုးရင်အဖေလာခဲ့မယ်ဆိုတာသိနေတယ်